ဂျမန်သုံးပြန်ကိုနော်ဝေးအာဂါဒစကန်ကနေပထမဆုံးစမ်းသပ်လို့တင်ပြီဂျမန်အိုင်ဆာအဲရိုစပိတ်ဂျိုဒူလူတင်ရေးဝန်ဆောင်မှုကော်မတီရဲ့စပက်ထရန်သုံးပြန်ကိုနော်ဝေးနိုင်ငံအတားယာအာဂါဒစကန်ကနေမလ24ရက်နေ့မှာပထမဆုံးစမ်းသပ်လို့တင်မယ်လို့ဥရောပအာဂါဒအေဂျင်စီအကြီးကြီးဒေါက်တာယူဆက်အဘာချာကမလ22ရက်ကပြောဆိုခဲ့ပါတယ်ဥရောပတိုင်းပုဂ္ဂလိကပိုင်းဂျိုဒူသုံးပြန်ကို ဥရဘတိုက်ထဲကနေပဲပထမဆုံးလွှတ်တင်တာဖြစ်လို့သမိုင်းဝင်ဖြစ်ရတဲ့ခုဖြစ်မယ်လို့ဒေါက်တာယိုဆက်အာဘာချာကပြောဆိုထားပါတယ်။ဥရဘရင်ပေါကလိကအာဂါတာလုပ်ငန်းဖို့ပြောတော့တဲ့ရဲ့အတွက်ရည်ရွယ်တယ်လို့အဆိုပါသုံးပြန်ဆန်းသက်လွှတ်တင်ရဲ့အစီအစဉ်မှာဥရဘအာဂါတာအေဂျင်စီအနေနဲ့ငွေကြေးပအဝင်ကူညီပါပို့ပေးထားတယ်လို့လည်းဒေါက်တာယိုဆက်အာဘာချာကပြောဆိုထားပါတယ်။အခုဆန်းသက်လွှတ်တင်မှုဟာနိုင်ငံတကာဆင်မြင့်မှာ ဥရောပပုဂ္ဂလိကအာဂါတကော်မတီတွေရင်ရှင်ပြိုင်နိုင်စွာနဲ့ဥရောပမှာအာဂါသနည်းပညာတွေဖော်ပြတော့တယ်လားဗုံအရေးကြီးတဲ့ခြေလှမ်းဖြစ်မယ်လို့ဥရောပသတင်းတွေကဖော်ပြထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်